တောင်ကုန်းမှာအကင်ကောင်းကောင်းစားဖို့ရှာနေတဲ့သူတွေရှိရဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဒီဗီဒီယိုထဲမှာဘယ်ဟာစားစားဘယ်အကင်ကိုစားစားအရသာကောင်းပြီးထိမိခွင့်နေတဲ့အကင်ဆိုင်လေးကိုပြောပြပေးမှာဖြစ်ပါတယ်ကျမဆွဲနေတဲ့ပုံစံကသာကြည့်လိုက်ပါကျမရဲ့စိတ်ချမ်းသာနေမှုပေါ့နော်အကင်တွေကလည်းတမျိုးတည်းမဟုတ်ဘူးစုံပလုံစီနေအောင်ပေါ့နော်ရှိတာပေါ့ဒီအကင်တွေအများကြီးပေါ့နော် ကုန်လုံးကောင်းတယ်တကယ်ပြောတာစားကြည့်ပါအကုန်ကောင်းပါတယ်ညီမအပူမပြောပါဘူးဒီဟာလေးက Sam BBQ ဆိုင်မှာ တောင်ကူမှာရှိပါတယ်သူကနာမည်လည်းရှိပြီးသားပါ S A N Sam BBQ လို့ Facebook မှာရှာလိုက်မယ်ဆိုလို့ရှင်ရင်သူ့ရဲ့ page လေးကြာလာမှာပါညီမ page လေးကိုလည်းအာချထားပေးမယ်ပေါ့နော်အဲ့ဒီမှာသွားပြီးရောမှာလို့ရပါတယ်ဆိုင်မှာတစားခြင်းလည်းရတယ်သူတို့ဆိုင်လေးဖွင့်ထားတယ်ပေါ့နော်ညီမဒီဗီဒီယိုလေးမှာဒီအောင်စားပြီးတာနဲ့ကြိုက်လို့လေအဲ့ဆိုင်မှာဆိုင်ထိုင်ပြီး ီးတော့ကိုထက်သွားစားရလောက်တဲ့အထိကောင်းနေပေါ့နော်မယုံမရှိနဲ့သူ့မစီမှာအကင်တွေကလည်းအစုံရတယ်ပေါ့နော်အခုညီမအကင်လေးကိုပြင်ဆင်ထားတယ်ကိုကကိုပြန်ပြီးတော့ခွဲပြီးတော့ပေါ့နော်အဲဆက်တင်ချပြီးတော့မှ share ဆွဲပါတော့မယ်တောင်ကမအကင်ကောင်းကောင်းရှာနေရဆိုရင်တော့လေဒီဆိုင်လေးကိုစားကြည့်ပါကျွန်မဒါလေးအမှန်တိုင်းညွှန်းပေးတာပေါ့နော်ဒီမှာကြည့်ညီမဆိုရင်ဝါလာလို့တော့မဟုတ်ကောက်ကိုမှန်ကြည့်ပြီးတော့လေအဲ့ငါဝါလာပြီပြောပေါ့ဒါပေမဲ့မလျှော့ခဲ့ပါဘူးအစားကြိုက်တဲ့သူမလို့လားတော့မသိဘူးပေါ့နော်ဘယ်ဟာဖြစ်ဖြစ်ဆွဲနေတာပါပဲရှင် ဆိုတော့ဒီဟာလေးလေညီမအဲ့တဘောကြတာကသူကဆလက်ရွက်နဲ့မုတ်ဖက်ပါပေးရပေါ့နော်ပြီးတော့တခွားသီးရောစိုက်မှာသွားထိုင်စားလဲသူအဲ့လိုမျိုးလေးပေးတယ်ချပေးတယ်ပြီးတော့မာလာအမုံနေပေါ့နော်ချပေးတယ်အဲ့ဒါလေးကိုထုတ်ပြီးစားတော့ဟိုခန်းစားချက်တမျိုးလေးပေါ့ပုံမှန်ဆိုရင်အကင်နေကအဲ့လိုမျိုးမစားဘူးလေနော်ဒါဒါကကြတော့ထိုင်းပုံစံမျိုးလေးပေါ့မုတ်ဖက်နဲ့တွဲစားရတယ်ဆိုတော့ကောင်းတယ်ပြီးတော့အဲ့လိုမျိုး ဲ့ဒါကုဆိုင်လို့ခေါ်မလားတော့မသိဘူးကွာအရွက်ပဲအဲ့ဒါကိုလည်းညီမအရင်ကြိုက်တယ်။သူကအဲ့လိုမျိုးကိုကအရွက်ကြိုက်တဲ့သူဆိုတော့အဲ့လိုအသားလေးစားလိုက်အဲ့လိုအရွက်ကလေးစားလိုက်အဲ့လိုမျိုးလေးကိုသဘောကျတယ်ပေါ့နော်။အဲ့ဒီကုဆိုင်ကတော့မသိရင်မြန်နဲ့တူတယ်ပေါ့နော်။ဒါပေမဲ့စားလို့ကောင်းတယ်။မောင်လေးကိုကြိုက်လို့လားတော့မသိဘူးပေါ့နော်။အာ ကုဆိုင်လို့မြတ်တို့ဆိုတိတ်ကြိုက်တာပဲဟာစားတာပါစားတာပါရှင်အာအရန်ကိုဂျိနဲ့နေရောပြီးတော့ကိုကလေကြက်မဲတင်းတီလားကြက်မဲစားရရင်လေဂျိနဲ့နေတဲ့သူဆိုတော့လေအဲ့လိုကြက်မဲလေးအဲ့လိုမျိုးပေါ့နော်စားတယ်ပြီးတော့အဲ့တခွာအိုဗာလဲနေပါအောင်ယုံပရိသီအဲ့ဒါကိုလေသူအရသာနေထားပါပေါ့နော်အဲ့ယုံပရိသီလေးလဲကောင်းနေအကင်နေရလေပေဟာစားစားသူ့ရဲ့အရသာလေးထိမိခွိနေတာမျိုးပေါ့နော်အဲ့လိုလေပြီးရဲ့ သူစီမှာအဲ့လို site call လေးရတယ်အဲပြီးတော့ဗာလေအခုခက်စားနေရလေအာချက်ချောက်ဂျူးမြင့်အဲ့ဒါလေးရတယ်ပြီးလို့ရှိရေအ spicy ခောက်ဆွဲပေါ့နော်အဲ့တော့ဆိုင်မှာသစားမဲ့သူတွေဆိုလို့ရှိရလေအဲ့လိုမျိုးမှာပြီးတော့ပေါ့နော်စားလို့ရတယ်ဒါမှမဟုတ်ကိုကကိုပဲအာ order လမ်းမှပြီးဖုန်းဆက်ပြီးတော့ပေါ့နော်မှိုင်းလေသူတို့တွေလုတ်ပေးတယ်ပေါ့နော် ပြီးတော့အဲ့ဒါလေးဆိုလဲဗာလေလည်းမသိငုံဥလားချက်ဥလားကိုကစားတာစားတယ်မသိဘူးပေါ့နော်ဒါမှမကောင်းနေအဲ့ဒါလေးပဲလေအဓိကကတော့ပေါ့နော်အကင်မှာအချင်းရရလေအရေးကြီးတယ် ဘလောက်ပဲအကင်တစ်ခုကောင်းကောင်းအချင်းရေမကောင်းဘူးဆိုလို့ရှယ်လေဘလို့မှအဲ့အကင်ကဆက်စားလို့မရဘူးပေါ့နော်ဒါပေမဲ့လေဒီမားလေသူကအကုန်လုံးကစားကောင်းနေတဲ့ခါကျတော့လေညီမတို့သဘောကျတယ်ပြီးတော့လေညီမနဲ့တူစားနေတဲ့သူတွေကလေလေအရင်ကောင်းနေတော့တဲ့အချင်းရအစကောင်းနေဆိုပြီးတော့သူတို့ပြောနေလို့ပေါ့နော်အဲကိုပါထောက်ခံနေရပေါ့နော်အဲ့ site ကိုလေးဆိုအရင်ကြိုက်တယ်စားတဲ့အထဲမှာဆိုရင်အပိုကြိုက်တာနော်ကြိုက်တာတော့အလုံးကြိုက်တယ် site ကိုကြိုက်တယ်ပြီးတော့ကြက်မဲကြိုက်တယ်ပြီးတော့ငါးခင်ကြိုက်တယ်အော်ကြိုက်ပါတယ်တော်တော်များများကောင်းနေကွယ်အဲ့လိုကြီးပြော ောကတော့မပြောပြတော့ချက်တောင်းမှန်กินလဲကောင်းတယ်အဒီထက်အกินစုံစုံစားခြင်းသွားซีฟู้ดတွေလည်းရှိတော့ဗောနော်ဆိုင်မှာသွားရွေးရင်တော့ပို့ပြီးတော့စုံတာဗောနော် ကြခင်ဆိုလို့ရှိရင်ဟို event တွေကအများကြီးလာတော့မှာလေနော် Christmas တို့ New Year တို့လည်းလာတော့မှာဆိုလို့ရှိရင်ဒီလိုအကင်တွေကစပြီးရောအဲလိုအပ်လာပြီဒါမဲ့အကင်ဆိုင်ကောင်းကောင်းဖြစ်ဖို့လိုအပ်တာကိုအဲတော့ဒီဟာလေးက Christmas တို့အဲ New Year တို့အမိလေးပေါ့နော်အကင်ဆိုင်ကောင်းကောင်းလေးညွှန်ပေးလိုက်တာပါဒီမာလာငါကင်ရလဲလေးကောင်းလိုက်တာညီမကကျတော့ညီနဲ့မကြိုက်တဲ့လူဆိုတော့လေငါကင်စားရင်မြဲတဲ့အနံ့ခံနေဒါမဲ့သူ့ငါကလေဟို မာလာမောင်းနဲ့တိုးစားပါဗောနော်ရင်ကောင်းနေရင်ကောင်းနေညီမကတော့ရင်ကြိုက်တယ်အခင်ကြိုက်တဲ့လူတွေနော်စားဖို့စားကြည့်ရမယ်ဆိုင်ထဲမှာပါတယ်နော်ညီမကတော့ရှယ်သဘောတွေ့နေခဲ့ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဆန်းစားကြည့်နော်အားလုံးပဲတတပါ